မိတ်ဆွေက furniture လုပ်ငန်းကိုလုပ်နေတဲ့သူဒါမှမဟုတ် power တွေစိတ်ဝင်စားတဲ့သူဒီချက်ရေးကြည့်တာကကျွန်တော်တို့တွေဂျပန်ကြ hand to power တွေစိတ်ဝင်စားလို့ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတစ်ယောက်ပါအားလုံးမင်္ဂလာပါ saying let's view မှာကျေးဇူးပါခင်ဗျအဲကျွန်တော်ဒီရက်ထဲမှာပါဗျာကျွန်တော်ဟိုကျွန်တော်ကျွန်တော်ဗီဒီယိုဖိုင်လေးအောင်ပါအများနဲ့အများနဲ့များဒီရက်ထဲမှာကျွန်တော်ဂျပန်ကြပါဗျာပပဝါဒီဒီရင်းနဲ့ဂျပန်ကြပါဦးပြတ်တက်ပြီးတော်တော်များများလေးမေးကြတယ်ဗျာကျွန်တော်လည်း စကားရေးစက်မိရင်လည်းကျွန်တော်ပြောမယ်ပါဝါလူရဲ့အကြောင်းအဲပြောမယ်ဆိုပြီးကျွန်တော်ကဟိုစိတ်ကူးထားတာပဲဟိုဘက်ကစိတ်ကူးထားတယ်အဲ့နဲ့ကျွန်တော်ကအကြောင်းအလေးနဲ့ဆူပြီးတော့ဒီနေ့တော့ကျွန်တော်အဲကျွန်တော်တို့ပါဝါလူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်ရင်းကိုဝင်နေတဲ့ပေါ့ဗျဟိုကျွန်တော်တို့ဂျပန်ရဲ့ပါဝါလူရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးဟိုပြန်ပြီးတော့ share လုပ်ပေးပါမယ် နည်းကဗျာဟို power 2တွေအများကြီးပဲကျွန်တော်တို့နိုင်ငံတွေကိုသွင်းတာကဂျပန်ကျ power 2တွေတော်တော်များများပါဗျာ power 2အစုံညအစုံတော်တော်များများဝင်နေဗျာအဲကောင်းတာလည်းဝင်နေဆိုတာဟိုဘာကြောင့်အဲ့လိုဆိုတာဝင်တာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာအဲဂျပန်ကျတွေကဘာကြောင့်အဲကျွန်တော်ပြည်ထဲမှာအတုံးများနေလဲဘာကြောင့်အတုံးဂျပန်တွေရောဘယ်လိုအချိန်မှာအဲ power 2တွေဆွပစ်ကြလဲဆိုတော့ကျွန်တော်အရင်ဆုံးစပြောပါမယ်အဲအရင်ပထမအချက်အနေနဲ့သူတို့မှာကျွန်တော်တို့ တို့မှာဒီဂျပန်နိုင်ငံကဒီလိုဒီဒီလိုကျွန်တော်တို့ power 2တွေကိုကျွန်တော်တို့ဟိုအပြော်တွေလိုပြန်ပြီးတော့ export ပြန်သွင်းတဲ့ခါမှာအချက်၅ချက်နဲ့တို့တွေဒါကိုတို့တွေဟိုပြောရရင်တော့ဗျာတို့နိုင်ငံမှာမတုံးတော့လဲဆိုပြီးတော့တို့ကကန့်တက်လိုက်တယ်ပေါ့အဲ့ချက်၅ချက်ကိုကျွန်တော်တို့ခုကြီးကျွန်တော်အဲပြောပြပဲဒါမှကျွန်တော်တို့ရှိမှာဘာကြောင့်သွင်းလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိမယ်ကျွန်တော်တို့ခွဲတတ်မှာဗျာအဲသူတို့ကအဲ့မှာနံပါတ်1ချန်နယ်ကကျွန်တော်ကအဲ safety နဲ့ regulation ပေါ့ဗျာအဓိကလုပ်ငန်းစီးမင်းနဲ့အနေကရှိပေါ့ဒီအောင်အရေးအရေးကြီးနေသူတို့ရှိမှာတတ်မှတ်ထားရတယ်လုပ်ငန်းကွင်နဲ့လုပ်ငန်းကွင်တွေမှာလုပ်ငန်းစီးမင်းလုပ်ငန်းစီးမင်းရပဲသူတို့ကသွားကြတယ်နောက်ပြီးလုပ်ငန်းစီးမင်းရပါအနေကရှိကိုနံပါတ်1ဦးစားပေး safety first ကိုဦးစားပေးလုံးဝဂျပန်လုံးဝ safety first ကိုလုံးဝဦးစားပေးတဲ့နိုင်ငံမျိုးအဲ့တော့နိုင်ငံဖြစ်တဲ့အတွက်သူကဒီပစ္စည်းတွေကိုဗျာတကယ်တမ်းပြောရရင်ဒီပစ္စည်းတွေကိုဒီလိုရှိမှာသုံးတဲ့ power tool တွေကိုမှန်သမျှကိုသူတို့တွေကဟိုသူ့မှာဒီ power tool တွေမှာသူတို့တက်မှတ်တဲ့အချိန်ကရှိရဗျာ သတ်မှတ်တဲ့ဘလောက်ကြံဘလောက်ဆိုသတ်မှတ်တဲ့စီမီးနေရှိအဲစီမီးနေအတိုင်းပဲသူတို့ကဟိုလူအန်နေရမကင်းသေးဘူးဒုက္ခသဖြစ်တဲ့အတွက်သူတို့ကနှစ်နှစ်နှစ်လောက်သုံးပြီးတဲ့တပိုင်းနဲ့သူတို့ကဒီလုံးဝဟိုနှစ်နှစ်တနည်းနှစ်လုံးလုံးသုံးသုံးပြီးတဲ့တပိုင်းသူတို့ကအတိတ်ချင်းလိုက်ကြတယ်သူကလုံးဝသူတို့စီမီးမှာတချို့ချို့ချို့အဲကုမ္ပဏီတွေပါဆိုရင်ကျွန်တော်နှစ်နှစ်သုံးပြီးအတိတ်ချင်းမဲ့ဆို policy တော့ချမှတ်ထားရှိတယ်သူတို့နိုင်ငံမှာလीဒါကလုံးဝပဲအဲ့လားဘာဖြစ်လဲဆိုတော့သူ safety first ဆိုဦးစားပေးရတယ်သူတို့တွေက တနေ့နေ့လောက်တော့ပစ္စည်းကြီးကောင်းတဲ့သူတွေအလားဟုတ်အသက်အချိန်မလေးတာနောက်ထပ်အသက်ချိန်မလေးတာနံပါတ်နံပါတ်နှစ်အနေနဲ့ကြာပါလဲဆိုတော့ update ပစ္စည်း update ထွက်တာပေါ့အများနဲ့ပစ္စည်း update အများနဲ့ပဲဥပမာဥပမာဗျာကျွန်တော်တို့ကဂျပန်ဂျပန်ကျွန်တော်တို့ power 2လောကမှာဆိုမှဒီတာရှိမှာဗျာ bioware ရှိမှာဗျာအခုဟစ်တာကြီးအဲ high go ဘောဗျာကျွန်တော်ဗိုက်တာဟဲ high go ဒီတော့ဇာတ်ထွက်တယ်အဲ့ကောင်တို့ဆိုရင်သူက ပစ္စည်းတွေအများအားအများအားကျွန်တော်စီးလိုက် update update အစ်စ်ထွက်တယ်ဗျအဲ့တော့ဒီနှစ်ကအခုကျွန်တော်တို့အစ်စ်အခုတမျိုးထွက်တယ်ထားပါတော့အင်ဘက်အကန်းအစ်စ်ဆိုနောက်နှစ်ဆိုရင်နောက်တစ်နှစ်ဆိုရင်တစ်နှစ်လောက်နေနောက်ထပ်စီးအစ်စ်ထွက်တယ်အစ်စ်ထွက်တော့ဒီအဟောင်းတွေကိုတို့ကနှစ်လောက်နေပြီးတို့တွေမှာတော့အဟောင်းဖြစ်သွားပြီအဟောင်းဖြစ်သွားတဲ့ပိုင်းနဲ့နောက်ထပ်အဲ့အဟောင်းကိုမဆက်မသုံးတော့ဘူးအစ်စ်ပဲတော့ဆက်သုံးအဲအစ်စ်ပဲစီလာ update ဖြစ်တဲ့အတွက် update ကိုပဲသူကတော့ဆက်သုံးသုံးနေတာဖြစ်တယ်သူတို့ကဒီဒီဒီဈေးကောက်ကသူကဒီဟာနဲ့တခါတည်းသူက ခေါင်းဖြစ်သွားတယ်ဗျ။အဲနောက်ထပ်နံပါတ်3အချက်တကြောင်သူတို့ထိမ့်သိမ့်စေဗျ။ထိမ့်သိမ့်စေဆိုတဲ့နေရာမှာဘယ်လိုဆိုတော့ထိမ့်သိမ့်စေဆိုတော့ဥပမာကျွန်တော်တို့အဲ spare bag ပစ္စည်းရှိမှာဗျာ battery ရှိမှာဗျာအဲ့လားတွေကိုသူတို့ကတစ်ခေါက်ပြန်ပြီးတော့အဲ revire cost ကကျတော့သူကဟိုအများကြီးရတယ်ဗျ။အခုကျွန်တော်တို့ ဟိုပြန်ပြင်မယ်ပြန်ပြင်မယ်ဆိုတော့အခုပြန်ပြင်မယ်ဆိုပြန်ပြင်မယ်အချိန်နေသူတို့အချိန်အချိန်လည်းရှိပြန်ပြင်မယ်အချိန်နေလုပ်ငန်းမှာလိဟာသွားတဲ့အချိန်နေသူတို့ပြန်တွက်ပြီးတော့သူတို့ကဒီကောင်မပြင်တော့ဘူးပြမပြင်တော့ဘဲဘက်ထရီလည်းမပြင်တော့ဘူးဘာမှမပြင်တော့ဘဲအစ်စ်တလုံးပဲပြန်ချင်းပြလိုက်တာအဲ့အချိန်မှာသူတို့ပါစဉ်းစားတာဆိုလုပ်ငန်းအချိန်ပဲစဉ်းစားတယ်တော့အလုပ်တီးမြှောက်မှုပဲစဉ်းစားတယ်အလုပ်မှာအိုက်ပါရစဉ်းစားတယ်ဖြစ်တဲ့အတွက်သူတို့ကဒါကိုဟိုပြေးလဲတဲ့အချိန်နဲ့မတန်ဘူးဗျာမတန်ဘူးဆိုတဲ့အတွက် ဟိုအစ်စ်ပဲဝယ်လဲပြီးတော့ဒါတွေကကျွန်တော်တို့ကောင်းကောင်းဆက်ကောင်းလဲကျွန်တော်ကသူတို့ပြန်လဲပြတယ်ဒါလည်းသူတို့ရှိမှာအရင်အရေးကြီးတဲ့ချက်နံပါတ်၄ချက်နေကြတော့သူကအစောဆုံးကပထမအချက်နဲ့နံပါတ်၄ချက်နဲ့သူကအသုံးပြုနေတဲ့အချိန်ကွာချာအချိန်ကွာချာမှုဆိုတာကျွန်တော်တို့များဥမာတူတခုကိုကျွန်တော်တို့ဆိုရပါလို့ဒီဗတိကန်တလက်ကကျွန်တော်တို့2နှစ်လောက်မှသူရဲ့အော် runny ရှိမယ်ထားပါတော့နှစ်နှစ် runny ရှိတယ်ထားပါအဲ့နှစ်နှစ် runny တွေ့ရတယ်သူတို့မှတစ်ခါကြာရင်ဒီအချိန်မှာနှစ်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 တွင်းမှာနှစ်နှစ်ပဲ runny ရှိတယ်နှစ်နှစ်ကြော်သွားတဲ့ခါမှာသူက အာမခံမပြီးတော့အာမခံပြီးတဲ့အခါမှာသူတို့ရှိမှာတော့ဒါကလုပ်ငန်းတွေမှာကျွန်တော်တို့တွေပြောရရင်တော့ကျွန်တော်တို့ဒီအာမခံကုမ္ပဏီနဲ့ချိတ်ဆက်တာရှိတဲ့လုပ်ငန်းတွေမှာ safety မှာအာမခံကိုချိတ်ဆက်တာရှိတဲ့အခါမှာသူတို့အာမခံမှာသူသူတို့ရဲ့ကျွန်တော်တို့ contract တွေမှာဘယ်လိုဖြစ်မလဲဆိုတော့ဒီစက်ပစ္စည်းကိုတုံးလို့ accident တစ်ခုခု ဖြစ်သွားတယ်တဘောတရားတော့အဲအဲ့ဖြစ်တဲ့လူဖြစ်သွားတာဒီစက်ပစ္စည်းကသူအာမခံတန်းကျော်သွားတာလို့ဘာလို့ဆိုရင်ဖြစ်သွားမယ်ဆိုတော့သူအာမခံမှာအကျိုးဒီမှာကျွန်တော်ပြောရတယ် contract မှာ ပြောရအောင်အမအသက်အမခံကိုလည်းအမအလှရင်မှသူကအကျုံးဝင်တော့အဲ့အလှတွေကိုသူကလုံးဝ view ဆိုင်တဲ့အနေနဲ့ပြသဘောတရားဒီကောင်နှစ်နှစ်အမခံပေးထားတယ်နှစ်နှစ်အမခံပျော်သွားတယ်ပဲသူတို့အဲ့ကောင်မသုံးတော့ဘာကြောင့်ဆိုသူတို့မှာရှာလုံသမား contract တွေပဲချုပ်ထားရှိတယ်သူဘောတရားပဲအမခံ company မှာအသက်အမခံကိုလည်းငါအမအလှရေထုတ်ရတယ်ဒီပြဒီလက်နက်ကြောင်သူကတခုဖြစ်သွားတယ်ဗျဒီလက်နက်ဒီအမခံ company နဲ့အမခံတတကုံသွားတာဖြစ်တဲ့တယ်သူရဲ့ပြောတော့သူရဲ့အမခံ saving ဖြစ်တဲ့ပြည်ပြည်ဈေးမဲ့အမခံအချက်တွေရှိတယ်ဗျာ အဲ့ချက်တွေကြော်လွန်သွားဖြစ်တယ်သူကအမှန်အကုန်လဲအကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့အတွက်သူတို့တွေကဒီကောင်တွေကိုသူကပြည်တယ်သူကလုံးဝမတုံးတော့အစ်စ်ပဲတစ်ခုထပ်တုံးတယ်အဲအဲ့ဒါကနံပါတ်၄ချက်နံပါတ်၅ချက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့တွေဘာအရေးကြီးဆုံးလဲနံပါတ်၅ချက်လုံးဝတိုင်းရဲ့အကျိုးသက်ရောက်မှုသူတို့မှာဈေးကွက်ပြန်လဲဖြောက်ရတဲ့ market ကောင်းတယ် market ကောင်းတယ်ဗျာဥပမာကျွန်တော်၃မိနစ်သူတို့ရှိမှာ၃မိနစ်ပစ္စည်း၃မိနစ်ပစ္စည်းကိုသူတို့တွေက export အနေနဲ့သူကသင့်ပြန် market လို့ပြန်ပြန်ဥပမာဆိုကျွန်တော်တို့ဆိုအရှေ့တောင်အရှေ့နိုင်ငံတွေရေအာဖရိကနိုင်ငံတွေသူအများဆုံးဖြတ်တယ်ဒီကောင်လည်းအများဆုံးဖြတ်လာဖြစ်တဲ့အတွက်သူကဒီကောင်နဲ့သုံးပြီးသားနှစ်နဲ့နှစ်ကျော်သွားတဲ့ပစ္စည်းတွေသူတို့သုံးပြီးသား second တွေကိုသူတို့လည်းပြန်ပြီးတော့ export အနေနဲ့သူကပြန်သွင်းတယ်အဲဒါပြန်ဆိုသူတို့ရှိမှတော့အကုန်ကောင်းတယ်ဒါကြောင့်မို့ကျွန်တော်နိုင်ငံမှာလာရတယ်ချိုးပစ္စည်းအသက်အတန်တွေပါလာတယ်အသက်အတန်တွေပါလာဘာကြောင့်ပါလာဆိုသူတို့မှနှစ်နှစ်လောက်ပဲသုံးတယ်သူတို့ကမသုံးတော့ဒါပေမဲ့ပစ္စည်းတွေက အဲကျွန်တော်တို့နိုင်ငံတွေကအရန်ကောင်းတယ်၄၅၆၃၈တိသုံးလို့ရသေးတယ်ဗျအဲ့လိုရတဲ့အနေအထားဖြစ်သွားတာတော့ကတော့တို့အဲ့လောက် export အနေနဲ့ပြန်သွင်းလိုက်တာဒါတော့ကျွန်တော်နိုင်ငံသွင်းတာမကောင်းဘူးဒါတော့ဒီနေ့လူတွေဆိုင်နေတကယ်တမ်းပြောရရင်သူ model လိုက်တော့အများအားသူတို့ရှိမှာအဲ့ဇီးဘော့ကအဲ့ market ကိုပြန်ဖြန်းတဲ့ exposure ကအရန်ကိုကြီးကြီးမားရှိတယ်ဂျပန်မှာကြတော့လေအားကြောင့်အဲ့အချက်တွေအဓိကကျွန်တော်တို့ဂျပန်ဟန်တူးတွေဒီကျွန်တော်တို့ဒီအရှေ့တောင်အရှေ့နိုင်ငံအာဖရိကကိုတွင်းတဲ့အဓိကအချက်တွေပဲအဲ့တော့မှကျွန်တော်တို့ကောင်းတော်ရွေးချယ်ကိုပြောကြည့်တယ်ပေါ့ဗျာဒါအဲ့မှာဒါဆိုရင်ကျွန်တော်တို့ဂျပန်ဟန်တူးတွေဘယ်လိုသုံးမလဲဘယ်လိုသုံးမလဲကျွန်တော်မြန်မာနိုင်ငံနဲ့အဓိကဒါကတော့စစအချက်ငါကျွန်တော်တို့ဂျပန်ဟန်တူးတွေကျွန်တော်နိုင်ငံတွေရောက်ခဲ့တယ်ကျွန်တော်တို့ကဒီလိုပဲသုံးကြတယ်ကျွန်တော်နဲ့အာရှာ အရှိတော်ရှာနိုင်ငံတော်တော်များများတောင်းရဲ့လာဝေရဲ့ BNN လို့မှာလည်းတုံးတယ်မြန်မာကအဲ့မှာလည်းတုံးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဂျပန်ဟန်းတို့တွေဘာဘလို့တုံးနေမှာတုံးတယ်လဲဆိုတော့သူ့ရဲ့ဈေးထက်ဗျာတက်တာတယ်ပုံမှန်ဈေးထက်တက်တာတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံဒီတူတန်ဒီ290ဘိုးနဲ့သွားတဲ့နိုင်ငံဖြစ်တဲ့အတွက်သူတို့ရှိရာဝန်တန်ဘိုးအဲ့မှာအိုက်ရှာကျတော့ကျွန်တော်ရှိမှာမိန်တော့ခံတော့ရာဖြစ်မယ်နောက်ပြီးတော့ပစ္စည်းတွေကိုသူတို့ကဟိုမှာရှိတဲ့ပစ္စည်းတွေစပယ်ယာဘက်ကနိုဝဲဝါပြန်ရှားတဲ့အတွက် ကျွန်တော်ရှိမှာက spare part ကအရန်ရှာအဲ့တော့ PC အစားကနေအကောင်းကိုကျွန်တော်တို့ရွေးဝယ်ဖို့လိုတယ်အတိချာနားထောင်တက်ဖို့လိုတယ်တိချာကြည့်တက်ဖို့လိုတယ်အဓိကပြန်ပြက်သွားရင်ပြင်ဖို့ခက်တယ်နောက်ပြီးတော့ one time main တို့အခန့်သုံးဖို့လည်းလိုအပ်ပါတယ်ခင်ဗျအဲ့တော့အရေးကြီးဆုံးဒီ one time main တို့ခံတော့ရမယ်ကျွန်တော် PC ကောင်းကိုရွေးရမယ်ဒီကြတာတစ်ခုကတော့ဒါကိုရွေးချယ်မယ်ဆိုရင်ကျွန်တော်တို့ဟိုအဲ့တော့ China နဲ့စာရင်ဈေးနှုန်းကြီးလည်းဖြစ်တဲ့အတွက် ဟိုတိတ်မကွာဘူးဗျာတခါကျရင်သူကတော့တတ်တာတတ်တာလိမ့်မယ်သူရဲ့ဈေးပစ္စည်းကောင်းရင်ကောင်းဆုံးတော့ဈေးပြရဒါပေမဲ့အဲ့ကောင်ဒီကျွန်တော်ပြည်တွင်းတော့ကြိုက်တယ်အရေးကြီးဆုံးချက်ဒီကိုကပစ္စည်းကောင်းကိုရွေးချယ်သုံးတတ်ဖို့ပဲဖြစ်တယ်ဒါတော့အရေးကြီးဆုံးပစ္စည်းသုံးတတ်ဖို့ရွေးချယ်မှာဗျာအဲ့တော့ကျွန်တော်တခါကျရင်လည်းဟိုဂျပန်ဟန်တူကကောင်းတာတို့ဟာကောင်းတာတော့မျိုးမျိုးဟိုပြောကြတာရှိတယ်ဗောဗျာအဲ့တော့ကိုယ့်အကူပဲရွေးချယ်တုံးသက်ဝယ်ယူနိုင်ပါလိမ့်ခင်ဗျာโอเคကျေးဇူးပါ 나빠지만니자가오늘꺼내네.좁잖아.